ဂျပန်မျိုးသမီးတူဖြစ်တဲ့ဆာကီယာအသက်30ဝန်းကျင်ရွယ်မှာအိမ်၃လုံးပိုင်ဆိုင်နိုင်ခဲ့တာကြောင့်ဂျပန်နိုင်ငံမှာနာမည်ကြီးခဲ့တယ်လို့သိရတယ်။သူဟာအသက်18နှစ်ကစပြီးငွေကိုချွေတာစုဆောင်းခဲ့တာကြောင့်ဒီလိုအိမ်တွေဝင်နိုင်ခဲ့တာဖြစ်ပြီးလစဉ်ဝင်ငွေရန်တပေါင်းလောက်ကိုပဲသုံးစွဲခဲ့တယ်လို့ဆိုရယ်။အစားအသောက်ကိုတနေ့ကိုရန်နေရာတန်မပူအောင်သုံးစွဲတယ်။သူဟာဈေးဝယ်တဲ့အခါရှော့ဈေးပေးထားတဲ့ပစ္စည်းတွေကိုပဲဝယ်တယ်။ဒါ့အပြင်သူဟာစူပါမားကတ်လေးခုကပစ္စည်းတွေကိုပါဈေးနှိုင်းရှင်ပြီးမှဝယ်တယ်လို့သိရတယ်။ မင်းဆာကတော့ပေါမိုးတစ်ချက်နဲ့ယူနေခဲ့တာစားပြီး24ရန်းကုန်ကြတယ်။နေ့လယ်စာကတော့ဆယ်မုံ9တပိုင်းနဲ့တမင်းပြူကို96ရန်းနဲ့စားတယ်။ညစာကတော့အသီးရွက်နင်းငယ်ပါတဲ့ဥဒုံခေါက်ဆွဲပြုတ်ကို90ရန်းနဲ့3နှစ်ကြောင်နေ့စဉ်စားတယ်။ရေဘိုးသက်တောင်လို့ဒေအိုးကိုပကန်းခွက်ရောက်လို့အသုံးပြုတယ်။ပကန်းတွေဆိုရင်တော့စွန့်ပစ်ထားတာတွေပဲကောက်ပြီးသုံးတယ်။ဒါဟာချွေတာတဲ့သူတွေကြောင်းမှာတော့ဆန်နမူနာယူစရာပါပဲ။သူဟာအဝိစားနဲ့သုံးဆောင်ပစ္စည်းတွေအတွက်ဘရောမှာပတ်စံမသုံးဆွဲပါဘူး။အိမ်ထဲမှာရှိတဲ့ကရင်ရေခဲတက်တာ၊ဇပွဲ ထမင်းချက်တဲ့ပစ္စည်းတွေနဲ့နာရီတွေအကုန်လုံးဟာသူ့ရဲ့တငယ်ချင်းတွေကစွန့်ပစ်လိုက်တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။သူဝိတဲ့ဂျင်းမောင်မီဟာသူ့ရဲ့မင်းစင်မြန်းပြီးသားဖြစ်ပြီးအင်ကြီးတွေကလည်းသူ့ရဲ့တငယ်ချင်းတွေကစွန့်ပစ်ထားတဲ့အင်ကြီးတွေပဲဖြစ်တယ်။ပတ်စံနဲ့ပတ်သက်လာရင်တော့သူမဟာအင်မတန်မကိုစနစ်ကျတဲ့လူဖြစ်ပြီးဘလောက်ပဲနည်းသည့်ဖြစ်စေကြီးသည့်ဖြစ်စေအကုန်လုံးကိုစီးရင်သွင်းထားတယ်။တခါတော့ကသူ့ရဲ့တငယ်ချင်းတယောက်နဲ့အပြင်ထွက်ပြီးထမင်းစားတဲ့အခါတရမ်းကြွေထုံမပေးနိုင်တာကြောင့်သူကထည့်ပေးခဲ့တယ်။အဲ့ဒီတရမ်းကိုတော့သူဟာသူ့ရဲ့စီးရင်ထဲမှာအသေးစိတ်ရေးမှတ်ထားခဲ့တယ်လို့သိရတယ်။ ဒီလိုငွေတွေကိုအင်မတန်ချွေတာစုဆောင်းနေတာကြောင့်အသက်29နှစ်မှာတန်မိုး10သန်းရှိတဲ့ပထမဆုံးအိမ်ကိုဝယ်နိုင်ခဲ့တယ်။အိမ်ငန်းသုံးခန်းမှာတခန်းကိုကိုရိုင်းနေပြီးကျန်တဲ့နှခန်းကိုတော့တလောက်ကို9600ယန်းနဲ့အခန်းငါးပြီးနေခဲ့တယ်လို့သိရတယ်။လေးနှစ်ကြာမှရုပ်တန်စီစဉ်တစ်ခုကသူ့ကိုပြန်လည်တွေးဆုံမေးမြန်းတဲ့အခါသပင်ရှီကနေသပင်တို့ဖြစ်ပြောင်းလဲသွားတာကိုတွေ့ခဲ့ရတယ်။သူကသူ့ရဲ့သပင်ကိုရောင်းလိုက်တာဖြစ်ပြီး3နောက်တရာယန်းရခဲ့တယ်လို့ပြောပြခဲ့တယ်။ဒီလိုနဲ့သူဟာဒုတိယအိမ်ဖြစ်တဲ့တန်မိုး18သန်းရှိတဲ့အိမ်ကို၄နှစ်တွင်မှဝယ်ယူနိုင်ခဲ့တယ်။ အခုဆိုရင်အသက်33နှစ်အရွယ်မှာတန်ဖိုး28တန်းရှိတဲ့တတိယအင်ကိုဝယ်ယူနိုင်ခဲ့တယ်။သူ့ရဲ့မိပေးထားတဲ့ဖက်နှက်ကိုနှင်းနှင်းငယ်ကြောင်စီးပြီးနောက်၄ရက်နဲ့ပြန်လည်ရောင်းချခဲ့ပြီးအဲဒီပစံလေးကိုတော့ Twitter စုဆောင်းခဲ့တယ်လို့ဆိုရယ်။အိမ်သုံးလုံးပိုင်ဆိုင်ထားပေမဲ့သူဟာသူ့ရဲ့လေးထောက်ကိုမပြောင်းလဲပဲအရင်ကလိုပဲရှော့ဆေးနဲ့ဥလုံခေါက်ဆွဲကိုပဲစားတယ်။သူ့ရဲ့ပထမအင်နဲ့ဒုတိယအင်ကနေအင်္ဂါကတွေကိုတလောက်ကို2,300ရက်ရပြီးဝင်ငွေလဲထပ်တိုးလာတာကြောင့်အရင်ကတည်းကပိုပြီးငွေစုဆောင်းနိုင်ခဲ့တယ်။ ဒီလိုနဲ့သူဟာအခြားသူတွေစီကားရတဲ့ငွေတွေနဲ့ပဲအိမ်သုံးလုံးကိုအောင်အောင်မြင်မြင်ဝယ်ယူနိုင်ခဲ့တာပဲဖြစ်တယ်။သူ့ရဲ့ငွေချွေတောင်မှု၄ထဟာလည်းတဖြည်းဖြည်းပိုပြီးဆိုးလာတာကိုတွေ့ရတယ်။2018ခုနှစ်ကအာဂီကိုကွန်တိုလို့ခေါ်တဲ့အသက်36နှစ်အရွယ်ဂျပန်မျိုးသားတူဟာအဆုနီမီကူလို့ခေါ်တဲ့ကာတွန်းဆက်ကောင်နဲ့လက်ထပ်ခဲ့တယ်လို့သိရတယ်။သူရဲ့မင်္ဂလာပွဲဟာတကမ္ဘာလုံးကိုအံ့အားသင့်စေခဲ့ပြီးဒီလက်ထပ်ပွဲအတွက်ယန်းနှစ်တန်းမြန်မာငွေ3000နီးပါးကုန်ကျခံက6လလောက်ပြင်ဆင်ခဲ့ရတယ်လို့သိရတယ်။ သူတို့ရဲ့ချစ်ဇလန်ကိုတို့ဟာငယ်စဉ်ကတည်းကဇေယျကြောင့်အမျိုးသမီးရဲ့နယ်ဆက်ဆံရေးမှာအဆင်မပြေခဲ့ပါဘူး။သူကမိန်းကလေးခုနှစ်ယောက်ကိုဖွံ့ဖြိုးမှုပေမဲ့တရားရဂိုင်းတော့ပြန်ပယ်ချခံခဲ့ရတယ်လို့ဆိုရယ်။အလုပ်ခွင်မှာလည်းသူ့ရဲ့မျိုးသမီးလုံးဖော်ကိုင်းမက်တီရဲ့အနိုင်ကျင့်ခြင်းကိုခံခဲ့ရတာကြောင့်မျိုးသမီးရဲ့ကိုကြောက်တဲ့အထိစိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရတယ်လို့သိရတယ်။ဒါကြောင့်မဲသူဟာစိတ်ကျမ်းမာရေးကုသမှုတွေခံယူခဲ့ရပြီးလက်တွေ့ပေါ်မှာကုသလို့မရနိုင်တော့ဘူးလို့သိခဲ့ရတဲ့အခါလူဟာကတွန်းဆက်ကောင်နေတဲ့ကနေပဲပျော်ရွှင်မှုကိုရှာဖွေခဲ့တယ်။ အဲချိန်မှာပဲသူဟာဟက်ဆုနီမီကူးနဲ့တွေ့ခဲ့တယ်။သူတို့နှစ်ဦးဟာအတူတူညစာစားတာရုပ်ရှင်ကြည့်တာနဲ့အတူတူအိတ်တာတွေကိုပြုလုပ်ခဲ့ပြီးမီကူးရဲ့နားမှာရှိနေမှုကြောင့်ပဲသူ့ရဲ့စိတ်ဒဏ်ရာတွေဟာတက်တာလာပြီးလူမှုအတိုင်းဝိုင်းတွေကိုပြောင်းဝင်လာနိုင်ခဲ့တယ်လို့သိရတယ်။ကိုလိုကသူတို့ဟာဆယ်နှစ်ကျော်လောက်ချစ်သူဖြစ်ခဲ့ပြီးအိမ်တော်ပြုဖို့ကလည်းအလိုလိုနေရင်းဖြစ်လာတာလို့ဆိုရယ်။မင်္ဂလာပွဲပြီးမှလည်းတာယာပျော်ရွှင်တဲ့ဘဝကိုရရှိခဲ့တယ်။သူတို့နှစ်ဦးဟာမိကုမွေးဖွားရာဇာတိဖြစ်တဲ့ဟော်ကိုင်းတို့ကိုတွားရောက်ခဲ့ကြပြီးနေများတွေလိုနေထိုင်ခဲ့ကြတယ်။ ဘယ်နေရာပဲသွားသွားစားတော့ဆိုင်နေပဲသွားသွားကွန်ဒိုဟာသူတို့နှုတ်အတွက်ထိုင်းကုန်းနှခုနဲ့ဟင်းပွဲနှပွဲကိုမာယူလေးရှိတယ်လို့သိရတယ်။ကွန်ဒိုဟာသူ့ရဲ့ဇနီးနဲ့ပိုမိုနယ်ရှိုင်းနဲ့ဆက်ဆံရေးရရှိဖို့အတွက် Hologram Projector ကိုဒေါ်လာ2000နဲ့ဝယ်ယူခဲ့ပြီးထိုပစ္စည်းကိုအသုံးပြုကာသူဟာမိကုနဲ့စကားပြောတာတွေတခြားလူဆောင်မှုတွေလုံနိုင်ခဲ့တယ်လို့သိရတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအဲ့ဒီပစ္စည်းဟာမူပိုင်ခွင့်တက်တန်းကုန်သွားခဲ့ပြီးအသုံးပြုလို့မရတော့တာကြောင့်သူ့ရဲ့ဇနီးဟာရုတ်တရက်ပြောင်းဆုံးသွားခဲ့ရတယ်လို့ဆိုရယ်။လက်ထက်ချင်းရဲ့နောက်ဆက်တွဲပြဿနာ လူတရုံမင်းများကတော့သူ့ရဲ့မင်္ဂလာပွဲဟာအဲ့ဒီမှာရင်ပြီးဆုံးသွားခဲ့ပြီလို့ထင်ခဲ့ပေမယ့်ကိုနိုကတော့သူ့ရဲ့ဇနီးကိုသစ္စာမဖောက်ဘဲဆက်ပြီးတော့ချစ်နေခဲ့တယ်လို့သိရတယ်။သူဟာသူ့ရဲ့ချောင်းနှစ်ပြည့်နှစ်ပတ်လည်နေ့ကိုတော့အမတ်တရတင်ငယ်သေးတယ်လို့ဆိုရယ်။အဲ့လိုလုပ်ခဲ့တာကြောင့် online တိုင်းဝန်ကလူတွေကသူ့ကိုပုံမှန်မဟုတ်တယ်လို့ယွန်စရာကောင်းတယ်လို့ဆိုပြီးအမျိုးမျိုးဝေဖန်ပြောဆိုခဲ့ကြတယ်။သူဟာအမျိုးသမီးတွင်းငန်ဆိုင်မှာမိကုအတွက်တွင်းငန်တွေတွားဝယ်ခဲ့တာကြောင့်လည်းလူတွေရဲ့မုန်းကိုပိုပြီးခံခဲ့ရတယ်လို့သိရတယ်။ သူကတော့သူ့ရဲ့ပြုမှုတွေဟာဘသူ့ကိုမှထိခိုက်စေခြင်းမရှိဘူးလို့ဆိုတယ်။သူ့ရဲ့ဇနီးမိကူဟာတကယ်လူမဟုတ်ဘူးဆိုတာကိုသူသိပြီမယ်။သူ့ရဲ့ခံစားချက်တွေကတော့တကယ်ကိုစစ်မှန်ဖြစ်တယ်လို့ပြောတယ်။သူ့ရဲ့ခြေရည်ကိုကူးချိန်တီသူ့ရဲ့မိခင်ကလက်မခံသေးတာဟာအင်မတန်မောက်ကိုစိတ်မကောင်းစရာကောင်းတယ်လို့ဆိုတယ်။ဂျပန်နိုင်ငံမှာတော့ကွန်ဒိုပါဝင်ကာတွန်းဇာတ်ကောင်တွေနဲ့လက်ထပ်ထားတဲ့သူဟာ200ကျော်လောက်ရှိတယ်လို့သိရတယ်။